နိုင်ငံသားကဆရာဝန်တဦးရဲ့ဖော်ပြချက်အရအိမ်တွင်စင်းနီလေးပြောပြခြင်းနဲ့ရွှေပြုံသည်ချက်တဲ့အခါအလဲဦးကိုလွတ်ပစ်နေတာရက်လိုက်ပါနော်ဒီအရာနဲ့တန်ချလို့ရသလိုကိုအတွင်းကပိုးမွှားတွေဖယ်ရှားလို့ရပါတယ်ဒါနဲ့ပရိသတ်ကြီးတို့အတွက်အကျိုးရှိတဲ့ဗီဒီယိုလေးတွေပဲတင်ပေးမှာမို့ like follow လေးလုပ်ထားအောင်တော့ဘ ഹു တုတရခဲ့ရဲဆို comment မှာ okay လို့ရေးပေးပါကျေးဇူးပါရှင်ရွှေပြုံသည်ရဲ့အလဲဦးရဲ့ လက်ပံမန်းရွက်နဲ့ထက်ချမ်းစိတ်ထားတဲ့ကျက်သွုံဖြူလေးတွေနဲ့အတူပြုတ်တော့ချင်းဟာတဘာဝအလျောက်အလွန်ထိရောက်တဲ့တန်ချာစီတစ်မျိုးပါပဲဒီစိနီကဟစ်စတိုလစ်တီကာလို့ခေါ်တဲ့အမေပါကပားကောင်ကိုဖယ်ရှားပေးနိုင်ပါတယ်ပြီးတော့ဦးထဲမှာခိုးအောင်နေတတ်တဲ့အီဂိုလိုင်းလို့ခေါ်တဲ့ဘက်တီးရီးယားအတွက်လည်းအထူးကောင်းမွန်ပါတယ်ဦးမာကြီးတန်ရှင်းစီပြီးဝမ်းမှန်ကပါဇက်ကအနံဆိုးထွက်ချင်းကိုပါပျောက်ကင်းစေတာမို့တင်းတို့အတွက်အကျိုးရှိစေမှာပါ ောက်သုံးပြီးလေးကတော့ခွက်ကလေးတွေကိုရွှေဖယုံသီးဥရဲ့လက်ပံမန်းရွတ်ရဲ့ဒါနဲ့ဒီရွက်ကတဏီယာနဲ့တဏီယာအခေါ်ဝေါ်မတူကြလို့ကောမန့်မှာပြောပြပေးပါလားရှင့်ပြီးတော့ထက်ချင်းစိတ်ထားတဲ့စက်တုံဖြူနှစ်ခုရဲ့ရောပြီးကြိုပေးပါရွှေဖယုံသီးဥကျက်ရင်စာအနှင်းငယ်ထဲကဖန်ခွက်ထဲထည့်ပြီးတောက်သုံးနိုင်ပါတဲ့တပတ်လင်းတစ်ကြိမ်မနှက်စာမစားခင်သို့မဟုတ်နေ့လယ်ပိုင်းမှာတောက်သုံးနိုင်ပါတဲ့တကယ်ထီရောက်ပါတယ်ရှင့် သဘာဝစည်းနှီးများထက်လိုပါသလားလိုက်ရှယ်လေးနဲ့အားပေးသွားပါပရိသတ်ကြီးစမ်းမပြောရင်ကြပါစေကျေးဇူးပါရှင်